လူကသိပေမဲ့ရွှေဆိုင်နေရမသိတဲ့ရိုးသားပြီးတစ္ဆာရှိသောရွှေတခုမင်္ဂလာပါအော်ဒီယိုဘိုင်းဆောင်နိုင်ငံနေကြိုးဆိုပါတယ်ဒီတစ်ခါမှာတော့လူကသိပေမဲ့ရွှေဆိုင်နေရမသိတဲ့ရိုးသားပြီးတစ္ဆာရှိသောရွှေတခုအကြောင်းကိုတင်ဆက်ပေးပါမယ်ပထမဆုံးကျွန်တော်ပေးထားတဲ့ကောင်းစဉ်ကိုအရင်ဆုံးနည်းနည်းလေးရှင်းပြချင်ပါတယ်ပြီးမှသူခိုးတဲ့ CCTV မှတ်တမ်းလေးကိုဖွင့်ပြပေးပါမယ်လူကသိပေမဲ့ရွှေဆိုင်နေရမသိတဲ့လို့ ာလို့သုံးလဲဆိုတော့ပထမညရတနာရွှေဆိုင်ကိုဝင်ခိုးတော့ဆိုင်ကသူခိုးတဲ့ CCTV မှတ်တမ်းနှစ်ပုဒ်ကိုတင်လိုက်တာကြည့်တဲ့သူတွေက view မီလီယံကျော်ထိရပါတယ်တင်ခဲ့တာကတော့စက်တင်ဘာလ9ရက်နေ့ရပါပြီးတော့ဟိုပေးရယူတင်ဒီ channel ရယူတင်နဲ့တော်တော်လေးကိုလူသိများခဲ့ပါတယ်ဒါပေမဲ့ရွှေဆိုင်တွေကမသိကြဘူးနောက်တစ်ဆိုင်ကရွှေသခိုးဆိုပြီး CCTV မှတ်တမ်းထပ်တင်တော့လေသူပဲဖြစ်နေတယ် ဗျူးကလည်းထုံးစံအတိုင်းပဲမီလီယံကျော်ထစ်ရတယ်အဲ့ဒါကစတင်မာလာရှက်နေကအဲ့ဒါကြောင့်ကျွန်တော်ကလူတကာသိပေမဲ့ရွှေဆိုင်နေရမသိခဲ့ဆိုပြီးခေါင်းစဉ်စတင်လိုက်တာပါတမျိုးစဉ်းစားရရင်အဲဒီလောက်မီလီယံချီတဲ့ယူတွေရဖို့ကျွန်တော်တို့သင်ရှားကြော်ကြတဲ့ဆယ်လီတွေကိုခေါ်ပြီးတော့တုံးရပါတယ်အခုတော့ဒီတကုမအကိုအတုံးချရတဲ့သူတို့ပိတ်တွေဗျူးမီလီယံကျော်ထိရတဲ့အတွက် ဒါတစ်ဖက်လက်နဲ့များလုံနေသလားလို့တောင်းစဉ်းစားရတယ်ပေါ့နော်ထားပါတော့နောက်ပြီးရိုးသားရဲဆိုတာကတော့ရွှေစံဒီဇိုင်းကိုသူရွှေဝင်ခိုးတော့မယ်ဆိုရင်သူများတယ်လို့မတ်စတွေမတတ်ထားဘူးမတတ်တဲ့အပြင်နားမှာလည်းနှစွဲလေးဆွဲထားကြောင်းကိုစပင်လေးကိုနောက်ပြစ်ပြီးတော့ဖောက်ပြထားသေးတယ်နောက်ပြီးတော့သူရဲ့အထိတ်မှဖြစ်တဲ့ကျိုးနေတဲ့သွားလေးကိုလည်းလူမြင်ရအောင်ခဏခဏရှင်းပြသေးတယ်ပြီးတော့သူကလူရှုံရင်သူမလုပ် လောက်ရင် तू မဟုတ်ဆိုတာလို့ဟောလိုတေးလူအထင်မှခံခြင်းလို့ तू တယောက်တည်းရှင်းရှင်းလင်းလင်းရှိတဲ့ချိန်ဒီမှာပဲရွေးလို့တယ်ဘယ်ဆိုင်သွားသွားဒီပုံစံပဲမပြောင်းဘူးဒါတွေကိုရိုးသားမှုလို့ကျွန်တော်ကနောက်ပြောင်းပြီးပြောတာပါနောက်ပြီးတော့သူ့ရဲ့တစ္ဆာရှိတော့ကတော့ဘယ်ဆိုင်ရောက်ရောက်ဘလောက်တခြားစေးကြီးတဲ့ရွှေတွေရှိရှိ तू မခိုးဘူးနှစွဲတစ်မျိုးပဲခိုးတယ်ဒါကသူ့ရဲ့တခိုးတစ္ဆာနေမှာပေါ့ဒါက ကျွန်တော်ခေါင်းဆောင်ပေးထားတဲ့လူတကာသိပေမဲ့ရွှေဆိုင်နေရမသိတဲ့ရောသားပိသစ္စာရှိသောရွှေတကူဆိုပြီးတင်စားပြီးတော့လျှောက်ပြောထားတာကိုပြန်လည်ရှင်းပြပေးခြင်းဖြစ်ပါတယ်။အခုသူခိုးတဲ့ CCTV မှတ်တမ်းလေးကိုကျွန်တော်နဲ့အတူကြည့်ကြည့်ရအောင်ပါ။ဒါတော့ပထမရွှေဆိုင်ဒီဇိုင်းပေါ့နော်။ရွှေဆိုင်နာမည်ကမြတ်ရတနာရွှေဆိုင်ဖြစ်ပါတယ်။ခိုးခဲ့တာကတော့စက်တင်ဘာလ9ရက်နေ့ရပါဘူး။ဒီဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းပဲ လူရှင်းပါတယ်ပေါ့နော် CCTV မှာရိုက်ပြထားတဲ့အချိန်ပဲဒါရှင်းရှင်းလင်းလင်းနဲ့မြင်နေရပါတယ်ဝန်ထမ်းတွေလည်းတိတ်မရှိဝန်ထမ်းတွေလည်းရှေ့ကိုမရှိဘူးပေါ့နော်တကယ်လို့ဒါဒီရှေ့မှာဝန်ထမ်းတွေရှိရဆိုလဲမြင်နိုင်တယ်ပေါ့ အဲဒီဘေးခုစသွားထွက်တဲ့လူလည်းတကယ်ဆိုမြင်မယ်ဆိုရင်မြင်လို့ရတဲ့အနေထားတွေဖြစ်ပါတယ်။ဒါပေမဲ့မမြင်ကြဘူးပေါ့နော်။ဒီကလေးဒါဒါအော်ကလေးလေးကလေးလေးမို့လို့တတိမထားမိတာ။ဒါဝန်နှန်းဆိုရင်တတိထားမိနိုင်ပါတယ်။မြင်နိုင်ပါတယ်။အဲဒါသူလက်ကိုအုပ်လိုက်တယ်။ဒီမှာအောက်ချတယ်။အောက်ချပြီးတော့မှတခါလက်ကိုအုပ်လိုက်တယ်။အဲ ီတယောက်ကမြင်မယ်ဆိုမြင်လို့ရအဲဘောင်းမီရဲ့ထည့်လိုက်ပြီဒါဘေးလိုက်နေထားပေါ့ဒါရှိတက်တဲ့နေထားပါစပိုင်းဝိုင်းပြတဲ့နေရာမှာသူစပြီးတော့ခိုးတော့မှာပေါ့နော်အဲမှာသူ့လက်ထဲကိုဆုပ်လိုက်ပါပြီဆုံးလိုက်ပြီးတော့လက်ကိုအောက်ချလိုက်ပါပြီ။ ။အဲစကားတွေစပြောနေပါတယ်ပေါ့နော်။လက်ကိုသူကအောက်ချထားတယ်ဟိုဘက်လက်က။ဟိုဘက်လက်ထက်မှာနက်ဆွဲလေးပါပါတယ်။ဆောဆောကကျွန်တော်စပြောခဲ့သလိုပဲပေါ့နော်။သူကဒီရွှေဆိုင်ပါဝင်တခြားရွှေဆိုင်3 4 5ဆိုင်လောက်ကိုခိုးခဲ့ဘူးတယ်ပေါ့နော်။သူခိုးတိုင်းလဲဒီနက်ဆွဲကိုပဲခိုးတယ်တဲ့။ဒီပုံစံပဲသူလာတယ်ပေါ့နော်။ခိုးလိုက်တာသူနက်ဆွဲပြခိုင်းပြီးတော့နက်ဆွဲခိုးပါတယ်။ ူလည်းရှင်းနေပါလေပေါ့နော်ဘေးမှာလူတွေရှုပ်နေတာမရှိပါဘူးအဟိုအပြခိုင်းတရားပြခိုင်းနေအဲမမမမကျွန်တော်ပြောတဲ့သူ သွားလေးကျိုးနေရဆိုရသူရဲ့ trade mask ပေါ့အာလိုလေးရီရီပြနေရအမတမမမလက်ထဲမှာသူ ရွှေလေးကင်ထားပါလေအောင်သားမှာ အောက်မှာခြားထားခဲ့တာအောက်မှာခြားထားခဲ့တာကိုကျွန်တော်တို့ဒီမှာ CCTV ထဲမှာဆင်းရှင်းလင်းလင်းမြင်နေရပါဘောเนาะဒီမှန်ကိုဖောက်ပြီးတော့မြင်နေရဒါတော့မှဒီကျွန်တော်တို့ရွှေရောင်းတဲ့ကလေးတွေကအဲ့ဒီဟာကိုနှမ်းမမြင်ရဘူးဆိုတော့ဒါရွှေရောင်းတဲ့ကလေးတွေရဲ့ပေါ်စမှုလည်းပါပါတယ် ပြန်ပြီးတော့စောစောကောက်ထားတဲ့ဆွဲလေးကိုကင်လိုက်ပါပြီ။ကင်ပြီးတော့ဒါဘာမှုရဲထဲလိုက်ပြီးပါသွားပြီပေါ့နော်။ဒါပထမဆိုင်မှာအဲတော့နောက်တစ်ဆိုင်ပေါ့နောက်တစ်ဆိုင်မှာလည်းပဲကျွန်တော်စောစောကပြောခဲ့သလိုသူ့ကိုမြင်တာနဲ့သူဟာနဇွဲတွေခိုးတဲ့ ဖြစ်တဲ့ post ဆိုတော့ဒါတန်းပြီးတော့တည်နိုင်တယ်ပေါ့နော်ဒီ sanction တွေကမတည်လို့ဒါမတည်တာပေါ့ဒါတော့ sanction ဆိုတော့အလုပ်တွေများတဲ့အတွက်ဒီမုတ်ခွန်ရက်တွေကိုမတုံးတာ Facebook တွေကိုမတုံးတာကြောင့်လည်းဖြစ်နိုင်ပါတယ်ဒါသူကတော့သူ့ရဲ့ထုံးစံအရကျွန်တော်ပြောသလိုရှင်းရှင်းလင်းလင်းပဲစပင်ကိုတောင်မှတင်ပါဆိုနောက်ပြန်စီးထားတယ်နားတွေတော့အကုန်ပေါ်ထားတယ်နားမှလည်းနဲ့ဆွဲရှိတယ်အဲ mask တွေတက်မထားဘူး အဲသူနှစွဲဝယ်ဝယ်တယ်ပေါ့နော်နှစွဲတွေမေးတယ်ဒါနှစွဲပြတယ်သူပုံစံကတကယ်ပြောရရင်တော့ဒါသူလုပ်တဲ့ပုံစံလေးတွေကတကယ်ရိုးရိုးရှင်းရှင်းလေးတွေပဲဗျသူတော်တော်လက်လက်လည်းမလုပ်ဘူးအေးစစ်စစ်ပဲဒါပြောတဲ့ဇာတ်ကားတွေမှာတော့တူတူမလေးတွေ့လာဝဲတာတူတူမနှစ်ယောက်တွေ့ပေါ့နော်တူမနှစ်ယောက်တွေ့ပုံစံတူလာဝဲတာဆိုပြီးတော့မှ ပုံစံတူရှာခိုင်းတာပေါ့ဆိုင်ကလည်းဒါသူကမနက်ခင်းဆိုင်တော်မှာသူတို့တေချာမဖွင့်ရသေးဘူးလို့ပြောပါတယ်ဆိုင်မဖွင့်ရကောင်းကောင်းမဖွင့်ရသေးခင်သူကဒါအရင်ဦးဆုံးဝင်လာပြီးတော့ဘယ်လိုမျိုးလုပ်တာပေါ့နော်မာမနက်စင်းမနက်ခင်းကိုပြာပန်းခုမှလဲနေတော့ဒါခုသူကဆွဲကျအဲနဆွဲကိုပုံစံတူရှာခိုင်းတယ်ပြီးတော့ ဈေးတွက်ခိုင်းနေတယ်ပေါ့နော်ဒါ develop မှာသူခိုးမဲ့နှစွဲလေးကိုကင်ထားပါပြီအဲမှာလက်ထဲကိုဆုပ်လိုက်ပြီလက်ထဲကိုဆုပ်လိုက်ပြီအဲလက်နှစ်ဖက် အုပ်ထားပါလေဒါသူကသူလုံးနေကြပုံစံလေးတွေပဲဗျဟိုအဲအောက်ချလိုက်ပြီအဲလက်ပြန်ပိုက်ထားတယ် ဟိုဘာမှ clinically သူတွတ်တွတ်လတ်လတ်မဟုတ်ဘူးပေါ့နော်အဲ့ဒီအချိန်မှာဆိုင်ရှင်ကဒီနှဆွဲတစ်ခုအသေးပုံနှဆွဲတစ်ခုကဘယ်မှာလဲဆိုပြီးတော့မေးလိုက်တာပေါ့နော်အဲ့ဒီအချိန်မှာပဲသူကပြန်ထုတ်ပေးသွားတယ်ပေါ့သူကင်ထားရလေးကိုပြန်ထုတ်ပေးလိုက်ပါတယ် ပြန်ထုတ်ပေးပြီးတော့အဲပေးမှပြန်လာမယ်ဆိုပြီးတော့သူပြန်သွားပါတယ်ဒါကတော့လူတကာသိပေမဲ့ရွှေဆိုင်တွေကမသိတဲ့ရိုသားသောသစ္စာရှိသောရွှေတခုတယောက်ပဲဖြစ်ပါတယ်မသိသေးတဲ့သူတွေရှိရင်လည်းပြီးလို့ရအောင်လို့ထပ်ဆင့်ပြီးတော့ဝေမျှပေးကြပါအောင်ခင်ဗျာအဆုံးထိအောင်ကြည့်ရှုပေးကြသူအားလုံးကျေးဇူးထူတင်ပါတယ်အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေ။